ထိုင်းနိုင်ငံမှာအပေါ်ပိုင်းဗလာချင်းနဲ့တနက်ကိုင်းပြီးဥတီရမဲ့ပြစ်ခတ်ခဲ့တဲ့စိတ်မူးမမှန်သူတယောက်ကိုရဲတွေကဖမ်းဆီးခဲ့ပါတယ်။စိတ်မူးမမှန်ကြောင်းထင်းထင်းရှားရှားလက္ခဏာပြသနေတဲ့အဲ့ဒီအမျိုးသားကတောက်ပြည်နယ်မဲရမတ်ခရိုင်ထဲမှာမေလ6ရက်မနက်အစောပိုင်းတုန်းကရိုင်ဖယ်တနက်ကိုကင်ပြီးပစ်ကပ်ကားတစ်စီးပေါ်ကဆင်းလာခဲ့တာပါ။အဲ့ဒီနောက်မှာတော့တနက်ကိုဗယံပရာပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲအဲ့ဒီဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့သိရပါတယ်။ ထိုင်းခေါက်ဆွတ်သတင်းဌာနကဒီမနက်ပဲအဲ့ဒီအမျိုးသားဟာမဲဆောက်မြို့မှာရဲတွေဖမ်းဆီးတာခံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ပြစ်ခတ်မှုကျူးလွန်သူဟာစိတ်မူမမှန်တာထင်ရှားကြောင်းခေါက်ဆွတ်ကဖော်ပြထားပေမဲ့သူ့ကိုဘလို့ဖမ်းမိခဲ့တယ်လဲဆိုတာကိုတော့အသေးစိတ်ရေးမထားပါဘူး။ဒါပေမဲ့ကျူးလွန်သူကိုစေယုံပို့ထားတယ်လို့တော့ဖော်ပြထားပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေပြီးစိတ်မမှန်သူတယောက်ရဲ့လက်ထဲတနက်ဘလို့ရောက်နေတယ်လဲဆိုတာကိုလောလောဆယ်မှမသိရသေးပါဘူးရှင်။